အနေနဲ့ရကကျွန်တော်ဘေရင်ပြိဒတ်စာပေပြိဒတ်ကာတွန်းပြိဒတ်အားလုံးကိုစိတ်နဲ့ဖြာကျမ်းမာတည်တဲ့ကျမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝိရိယသုံးချက်လုံးအကောင်အောင်လေချူပန်းတော်မူနိုင်ကြပါစေခင်ဗျာ။အထူးသဖြင့်အခုလိုကိုဗစ်ခုကံစစ်ကိုဆင်နွှဲရင်ဆိုင်နေကြတဲ့အခါသမယမျိုးမှာမမိတ်မလျော့မပေါ့မဆတော့တတိကြီးစွာထားပြီးတော့မိမိတို့ရဲ့ကိုယ်စွမ်းညံစွမ်းဝိရိယစွမ်းတွေကို အလဟသအခြေအနေမဖြစ်စေဘဲနဲ့တိုက်ထုတ်ကြိုးပမ်းပြီးတော့အောင်မြင်ဘေးကင်းစွာကျော်လွှားတော်မူနိုင်ကြပါစေ။အောင်မြင်ဘေးကင်းအောင်ကျော်လွှားနိုင်ဖို့လဲကြိုးစားနိုင်ကြပါစေ။မိမိကိုမိမိကောင်းစွာတည်ဆောက်နိုင်ကြပါစေလို့ထပ်မံပြီးတော့ဆန္ဒပြုဆုတောင်းတိုက်တွန်းလိုက်ပါရခင်ဗျာ။ကဲရွှေစကားငွေစကားအစီအစဉ်နေ့စဉ်တင်ဆက်လာတာ၅နှစ်ကျော်လာပြီ။ဆိုတော့မိအဟောင်းနေရောအစ်စ်တေရောဘာပဲဖြစ်ဖြစ်ဒီအစီအစဉ်လေးက နေနေရကမိတ်ဆွေများအတွက်တောင်တနေရကနေပြီးတော့အပန့်အဖို့ဖြစ်တယ်ဆိုတာပြန်ကြားသိရတဲ့အတွက်လဲဝမ်းသာမိပါတယ်ခင်ဗျာသို့တော့ဒီကိစ္စတွေဟာအပန့်အဖို့ဖြစ်နေပဲအသုံးချလို့ရမယ်နော်မိမိကိုယ်တိုင်ရဲ့ဇွဲလုံးလဝရိယဉာဏ်ပညာစူးစမ်းစိုက်ထုတ်မှုတွေကတော့အရေးကြီးဆုံးဖြစ်ပါတယ်ကြောက်ခဲကိုကြိတ်လို့စီမဖြစ်တယ်လို့ကြောက်ခဲကိုရရရချစ်လို့လဲစီမထွက်ပါဘူးခင်ဗျာနော်အဲ့တော့ကိုကိုယ်တိုင်ကတော့ စီထွက်မဲ့အခန်းရှိမှသာလဲစီထွက်ပါလိမ့်မယ်အဲ့တော့ကိုဘုရားမှာကိုစူးစမ်းစရာရှိတာအားထုတ်စရာရှိတာဖြစ်တင်းစရာရှိတာလေးတွေစူးစမ်းအားထုတ်ဖြစ်တင်းထားဖို့ကတော့အရေးကြီးဆုံးပါပဲနော်အဲ့တော့ဒီနေ့ကျွန်တော်အကောင့်ထဲမှာမိတ်ဆွေများအတွက်စကားလက်ဆောင်လေးပါပေါ်လာလဲဆိုတော့ ျွန်တော်တူတူကိုကိုဘဝမှာအကြီးကြီးဖြစ်ချင်ကြတာပေါ့ဗျာဒီမှာကြအကြီးကြီးတထိန်ကြီးဖြစ်ချင်တယ်အောင်မြင်ချင်တယ်ကြီးပွားချင်တယ်ချမ်းသာချင်တယ်ထုံပေါက်ချင်တယ်အာနိုင်ငံကျော်ကမ္ဘာကျော်အဲ့လောက်ဒီကိုဖြစ်ချင်ကြတာပေါ့ဒါပေမဲ့လက်ရှိလက်တလုံးအချိန်နည်းကကြတော့လဲဟိုဘာမှမဖြစ်စရာဆိုတာမျိုးပေါ့အားမရစရာတွေကများမယ်တူတူကိုကိုဟာလက်ရှိဘဝလက်ရှိအချိန်တွေကိုတော့စိတ်တိုင်းမကြကြတာကြီးများပါလိမ့်မယ်ဖြစ်ချင်တာကတော့အကြီးပဲ အဲ့တော့ဇာကပုံတော်ရှိတယ်လူနေခြုံကြစိတ်နေပုံပြားတဲ့ဒါလူကြီးတွေကဟိုကဲ့ရတဲ့သဘောမျိုးပေါ့နော်အမလီလူဝတ်ခြုံကြတဲ့မှာစိတ်ကပုံပြားမှာဆိုတော့ကျွန်တော်တို့ဗမင်းနေခါတော့အဲ့ဒါကိုကဲ့ရတဲ့သဘောမျိုးပြောင်းပြန်တွေးတယ်ဟဲ့ရအောင်နဲ့လူဟာလည်းခြုံကြတဲ့မှာကိုယ်စိတ်ကလည်းခြုံကြတဲ့မှာနှစ်ခုလုံးခြုံကြတဲ့မှာရောက်နေမယ်အတူတူတခုခုပုံပြားလေးရောက်နေတာတော်သေးတာပေါ့ကွာတဲ့အဲ့တော့တကယ်ကလည်းပဲမိမိတို့ရဲ့ဘဝအခြေအနေမှာကိုဟာကုခြုံကြတဲ့မှာရောက်နေပြီမဲ့ ခုဘဝရဲ့ဘုံပြားကိုကျွန်တော်တို့ညှောလင့်ထားကြမှာပါပဲခြုံချားနေပြီးဘုံပြားကိုရောက်အောင်調査ကြရမှာပါပဲအဲ့ဘုံပြားရောက်နေတဲ့သူအားလုံးဟာလည်းခြုံချားကနေ調査သွားတဲ့သူတွေအားလုံးလို့ပါပဲနော်ကဲအဲ့တော့ဒီနေ့ကျွန်တော်ကခေါင်းထဲမှာဗာစကားလက်ဆောင်လေးပုံပေါ်လာလေပေါ်လာလေဆိုတော့တခါတော့ဟာခྱི་သွားတယောက်ဟာညာကြီးတကောင်လာရောက်မရှိကြဲရောက်မလင်းနဲ့ညာကြီးတကောင်မှာ အရေးပေါ်မဖြစ်မနေခရီးတစ်ခုထွက်ရဆိုတော့အေးပေါ်ထွက်လာတာသူ့မှာမိအိမ်နေပါလေဘာမှအပြည့်စုံမပါဘူးပေါ့နော်အဲ့ဒီခရီးကဟိုတောင်ထိပ်အင်မတန်အန္တရာယ်များသောကြောက်ဆောင်ကြောက်ကဘာတွေအန္တရာယ်တွေထူပြောတဲ့တောင်ထိပ်ကိုသူတက်ရမှာမတော်လို့လည်းမရဘူးအဲ့တော့သူတွွေ့လာရင်းနဲ့တောင်ကြီးမှာမိအိမ်လေးမိအောင်လေးလှမ်းမြင်တော့သူအားလေးတက်သွားတယ်အေးအဲ့ဒီမှာတော့တခုခုတော့အကူကြီးတောင်းလို့ရကောင်းရဲ့ ဆိုပြီးတော့မိအိမ်မိအောင်စီကိုသွားတဲ့အခါတဲလီတလုံးထဲမှာအဖိုးကြီးတယောက်ထိုင်နေတယ်။ဆရာတို့တကားခောက်ပြီးတော့အဖိုးကြီးကျွန်တော်ကိုကူညီပါကျွန်တော်မလွဲတာမရှောင်တာဒီအန်ရဲ့အင်တာများတဲ့တောင်းတဲ့ခကြီးကိုတက်ရမယ်။ဘာမှလည်းကျွန်တော်မပါဘူးဆိုတော့အဖိုးကအာငါကူညီမယ်။ဆိုပြီးသူ့မှာရှိတဲ့လက်ဆွဲမိအိမ်လေးထုတ်ပေးတယ် မိအင်းလေးကတထွားလောက်ကြီးမိအောင်ပါဗျာသုံးလေးပေပေါ့လင်းအဲ့လောက်ပဲလင်းမှာပေါ့နော်ဆိုတော့ခုနခကြီးသွားဟိုအဖိုးကြီးကခြေထားတဲ့ကုညီတော့မှန်ပြီမဲ့သူစိတ်ထဲမှာတော့နည်းနည်းထောင်းကနေပြက်သွားတယ်ခမရဗျာလေစဉ်းစားစားလဲလှုပ်ရှားမအောင်ဒီလောက်ဆယ်မိုင်ဝင်းကျင်လောက်အဲ့အင်မတန်အန္တရာယ်များပြီးကြောက်ကဘာကြောက်ဆောင်ထူပြောတဲ့ခက်ခဲကြမ်းတဲ့ခကြီးတပင်တော်တော်တွေလည်းထူတက်အဲ့လိုဟာမျိုးကြီး ဲ့ဒါကိုခမည်းဒီမီးအိမ်လေးတစ်ထွာလောက်မဖြစ်ဆက်လောက်လေးနဲ့ဘယ်လိုလုပ်ပြီးတော့ကျုပ်ကအိုက်ခီးကိုဖျက်ဆီးလို့ရမှာလဲဆိုတော့အဖိုးကြီးကပြုံးတယ်လူတွေကတော့အဲ့လိုပဲတွက်လေရှိကြတာပဲငါတို့ရေတဲ့ဩငါခီးကအင်မတန်ခက်ခဲကြမ်းတမ်းနဲ့10မိုင်လောက်ခီးငါအသုံးပြုရမှာ3လေးပဲလောက်ပဲမီးလေးလင်းနဲ့မီးအိမ်မိန်မိန်လေးဘလို့မှမဖြစ်နိုင်လောက်တဲ့ဟာမျိုး အဲ့လိုပဲတွေးကြလိမ့်ရှိကြပါလေကွာတဲ့ဒါပေမဲ့ငါတူရေးတဲ့အဲ့ဒီမိအိမ်လေးနဲ့ပဲအခုလိုညာကြီးတကောင်မှောင်မှောင်ပိမ့်မိမှာငါအဲ့ဒီတောင်ထိပ်ကိုအချင်းချင်းတက်ပြီးပြီးအချင်းချင်းရောက်ခဲ့ပြီးပြီးအချင်းချင်းအောင်မြင်ပြီးသွားပါပြီဒါတော့ခုနခကြီးကဟဲ့ဖြစ်နိုင်မှာမလားငါတူရေးတဲ့မင်းအဟုဆယ်မိုင်ခကြီးဝေးယူလှမ်းပြီးတွက်ကြည့်နေတာဟုတ်ဒါပေမဲ့ဆယ်မိုင်ဝေးတဲ့ခကြီးပဲဖြစ်ဖြစ်တမိုင်ဝေးတဲ့ခကြီးပဲဖြစ်ဖြစ်မိုင်တစ်တောင်ဝေးတဲ့ခကြီးပဲဖြစ်ဖြစ် ကိုရှိရှောက်မဲ့ခြေတလန်းစိတ်ချရဖို့အန်ရည်ကင်းဖို့ကအရေးကြီးဆုံးပါကွာအဲ့တော့ဒီမီးအိမ်လေးကမင်းရဲ့ရှေ့ခြေတလန်းကိုတော့ကောင်းကောင်းပြနိုင်ပါတယ်ကောင်းကောင်းမြင်နိုင်ပါတယ်ဒါဖြင့်ရှေ့ခြေတလန်းဒီအန်ရည်ကင်းသလားကြောက်ကဘာတွေပြုတ်မကြဘူးလားတလန်းတိုးလိုက်မယ်အဲ့ဒီမီးအိမ်လေးအလင်းနောက်ထပ်ခြေတလန်းသာမြင်ရတယ်အန်ရည်ကင်းအောင်တလန်းဆက်တိုးမယ်ဆိုရင်အဲ့ဒီတလန်းချင်းတလန်းချင်းရှေ့ကိုခကြီးရောက်သွားရင် တမိုင်ကနေ9မိုင်9မိုင်နေ10မိုင်အောင်မြင်သွားမှာပါကွာအဲ့တော့ဘလောက်ခက်ခဲကြံတန်းရှည်လျားတဲ့ခက်ခဲတဲ့ခကြီးမျိုးပဲဖြစ်ဖြစ်ကိုရှိကိုတိုးမဲ့ချစ်တလန်းစိတ်ချရဖို့လုံခြုံသွားဖို့အရေးကြီးဆုံးမှာပဲငါတို့ရဲ့ဆိုတော့မှကုဏလူရဲ့ခကြီးသွားလဲသဘောပေါက်ပါတယ်ဟုတ်ကဲ့ပါဘူးကျွန်တော်ကျေးဇူးတင်ပါတယ်ကုဏကျွန်တော်စိတ်ထဲမှာကွက်မိတာလေးလဲတောင်းပန်ပါတယ်ဆိုပြီးအဲ့ဒီမြေအေးလေးနဲ့သူခကြီးဆွတ်တာခကြီးပေါက်မြောင်အောင်မြင်သွားခဲ့ပါတယ်ဒါဖြင့်ကျွန်တော် ကျွန်တော်မိတ်ဆွေများဘဝမှာလည်းပဲဘဝမှာတော့အကြီးကြီးတွေမျောလင်းတာပေါ့အဝေးကြီးခီးကြီးတွေအိုက်ခီးကြီးရောက်ဖို့ခက်ခဲကြမ်းတမ်းနေဝေးလန်းနေအဲ့ဒါကြီးကိုမျောမောရောက်ဖို့ပဲလွယ်မလဲဒါပေမဲ့ဘလောက်ဝေးတဲ့ခီးကြီးဘလောက်ကြမ်းတဲ့ခီးကြီးပဲဖြစ်ဖြစ်အဲ့အန်ရကင်းအောင်စိတ်ချအောင်ရှေ့ကိုတလန်းခိုင်ခိုင်မှမှတိုးလိုက်ဖို့ပါပဲတလန်းရှေ့ကိုရောက်သွားရင်တလန်းအောင်မြင်သွားပြီအဲ့တလန်းခိုင်ပြီးအောင်မြင်ပြီဆိုရင်နောက်တလန်းဆက်လှမ်းမယ် အဲ့ဒါအောင်မြင်ပြီးခိုင်ပြီးဆိုရင်နောက်တလန်းဆက်လမ်းမယ်တလန်းချင်းအန္တရာယ်ကဲမှုအရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများရဲ့ဘဝမှာလည်းပဲနောက်တနှစ်မှာဘာဖြစ်ချင်လဲနောက်၅နှစ်မှာငါဘာဖြစ်ရမလဲနောက်၁၀နှစ်မှာဘာဖြစ်ရမလဲဆိုတော့ရွေကြအကြီးကြီးရှိနေပြီဒါပေမဲ့အဲ့ဒီနောက်၁၀နှစ်မှာငါဘာကြီးဘလို့အောင်မြင်ဖြစ်ရမလဲဆိုတဲ့ရွေကြအတွက်ကတော့ဒီနှစ်အောင်မြင်မြင်အန္တရာယ်ခင်းခင်းနဲ့ရှေ့ကိုစိတ်ချသွားဒီတရက်စာဖြစ်တိုးလိုက်ဖို့အရေးကြီးဆုံးပါပဲဒါကြောင့်ကျွန်တော်တို့ဘဝမှာနောက်တနှစ် ်နောက်9နှစ်နောက်10နှစ်မှာရည်ရထားတဲ့ရည်ရချက်တွေအောင်မြင်မှုဒီနေ့အောင်မြင်မှုအရေးကြီးပါတယ်ဒီနေ့အရေးကြီးပါတယ်ဒီနေ့တည့်ရအောင်မြင်လိုက်ရင်နောက်တည့်ရအောင်မြင်မယ်နောက်တလအောင်မြင်မယ်နောက်တနေ့အောင်မြင်မယ်ကိုယ့်ရည်ချက်ကိုရောက်သွားမှာပါအဲ့လိုမဟုတ်ဘဲနဲ့ငါရည်ရချက်ကြီးကအကြီးကြီးกว่าခက်လက်ခက်ပါတယ်กว่าအဝေးကြီးပါရွှေ့လာဖို့ထင်တယ်ဆိုပြီးစိတ်ဓာတ်ကြတော်တော်ကြီးရှာဦးတွေးမိန်မော အဲ့လိုကြီးဖြစ်နေရင်တော့တနေ့ချင်းတနေ့ချင်းခရီးရောက်မှာမဟုတ်ဘူးတနေ့ချင်းခရီးမရောက်ရင်တနေ့စာကျွန်တော်တို့မှနဲ့နာသွားမှာပါပဲဒါကြောင့်ကျွန်တော်တို့ဘဝရဲ့ကြီးမားသောရည်ရွယ်ချက်တွေအတွက်ကဲတရက်စာခြေတလန်းကိုကျွန်တော်တို့အောင်မြင်မြင်လှမ်းလိုက်ကြပါစို့နော်ကဲအဲ့တော့ဘလောက်ကြီးတဲ့ရည်ရွယ်ချက်ပဲဖြစ်ဖြစ်တရက်စာလောက်လိုက်ဖို့ပါပဲတရက်အောင်မြင်သွားနောက်တရက်ဆက်လဲသွားနော်ဆိုတော့ဘယ်ကိစ္စကိုမဆိုကျွန်တော်မိတ်ဆွေများလဲအဲ့ဒီပုံမြင်လေးရဲ့တာတာကကိုယူပြီးတော့ဘဝလမ်းခရီးတပြည့်ပေါက်နေကြပါစေ ရှေ့မှာကျွန်တော်တို့ရှေ့မှာပေါ့မြောက်အောင်မြင်ပြီးကပုံကိုတွေကလည်းသူတို့တရက်ချင်းတနေ့ချင်းတရက်ချင်းတနေ့ချင်းတလှမ်းချင်းအဲ့လိုစူးစမ်းစူးစမ်းရင်းနဲ့တနေ့ချင်းပုံမှန်စူးစမ်းရင်းကနေတနှစ်စာသူတို့စူးစမ်းပြီးသားဖြစ်သွားတယ်၊၃နှစ်စာစူးစမ်းပြီးသားဖြစ်သွားတယ်၊၅နှစ်စာစူးစမ်းပြီးသားဖြစ်သွားတဲ့အခါမှာသူတို့ဟုတ်ခကြီးအဝေးရှေ့ကိုအပေါ်ရောက်သွားတာ။အဲ့တော့သူတို့ကိုကိုကအားကြပြီးတော့ခက်ပါတယ်လို့တွေးနေမယ်စား။ခြေလှမ်းတလှမ်းတရက်စာသာရှေ့ကိုစိတ်ချလိုက်ချတိုးလိုက်ကြပါတို့ဗျာ။နော်။ကဲအခုကတော့ ျွန်တော်ညစဉ်調査ပြီးတင်ဆက်ပေးနေတဲ့ရွှေစကားငွေစကား